ဒီနေ့ကတော့ဖြိုးကဖက်နဲ့တင်တင်လေးနဲ့အရန်ဆားလို့ကောင်းတဲ့ကောင်းငင်ကင်လေးလှူဆောင်มาဖြစ်ပါတယ်ဖြိုးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒီကြားရဲချိုရဲအုံနီရဲစိတ်တယ်ဆိုတော့စကောင်းတမျိုးလေးအနက်လေလည်းမွှေးနေရောပဲအဲဖက်ရဲ့အနက်အရန်ကြိုက်ပဲပြောပါ ားလုံးပဲမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကောက်ငင်ငင်လို့ဖို့အတွက်ကောက်ငင်လေးတွေကိုဖြိုးထား၃နိုင်လောက်စိန်ထားတာပေါ့နော်ပြီးရင်တော့ကောက်ငင်လေးတွေကိုပေါင်းမိမှာဖြစ်ပါတယ်ကောက်ငင်ကဖြိုးဟာနှစ်ဖူးပဲသုံးလာတာပေါ့နော်ဒါကောက်ငင်နှစ်ဖူးကိုပေါင်းမိမှာမယ်ပေါင်းတဲ့အခါမှာဖြိုးတို့ဟာ၁၀မိနစ်၅လောက်တခါကောက်ငင်လေးတွေကိုအထက်အောက်လှန်ပေးရပါမယ်ပြန်တော့ရေလေးနည်းနည်းတောက်ပြီးမယ်နော် ကောက်မြင်ခင်လုံးဖို့အတွက်ကြတော့ပြောတော့ကောက်မြင်တအားကြီးနူးနေစရာမလိုတဲ့အတွက်ပြောတော့ဒါရေလေးကိုနှစ်ခါလောက်ပဲတောက်ပေးတာပေါ့နော်ကဲအခုလိုအနေထားလေးရောက်ပြီဆိုရင်ဒါဆိုတော့ကောက်မြင်ခင်လုံးလို့ရပါပြီကဲဒီကောက်မြင်လေးတွေကိုဖြိုးအေးခံထားလိုက်ပါဦးမယ်ကဲကောက်မြင်လေးတွေအေးခံထားရပြီဆိုတော့ဖြိုးကောက်မြင်ခင်လုံးဖို့အတွက်အရသာစနေပါတော့မယ် တို့ရဲ့ကောက်ငွေကပုံမှန်ဆိုဖြူဖြူလေးပေါ့နော်ဒီဖက်ကနေအယောင်လေးနည်းနည်းလေးဖြစ်နေတာနော်ကဲပြွားရင်အရသာအတွက်ကြကြားလေးထည့်မယ်ကြားလေးဖက်ပြီးရင်တော့သူတို့နှံ့အောင်လို့အရင်ဆုံးနေပြရပါမယ်။သူကဇုံးနဲ့နေရတာအာမရလို့လက်နဲ့ပဲနေလိုက်ပါတော့တယ်။ကဲကြားနဲ့ကောက်မြင်တဲ့ရောသမမှုရပါပြီဆိုရင်သူကအုံလေးလေးထည့်ပါတယ်။ တချို့ကကြတော့ဒီညမှာ only ဖတ်မထည့်ပဲနဲ့ own note တွေကိုထည့်ကြတာပေါ့နော်ပြောကြတော့ only ဖတ်လေးနဲ့စားရတာပိုကြိုက်တဲ့အတွက် only ဖတ်လေးကိုထည့်လိုက်ပါတယ် ကဲအုံဒီဘက်လေးနဲ့နေပြီးွားပြီဆိုရင်တော့ဖြိုးကိုစထုတ်လို့ရပါပြီရှင်။ကဲဖြိုးကတော့ဒါဝါရွက်လေးနဲ့ပဲထုတ်လိုက်တာပေါ့နော်။ဒီဝါရွက်ကကြတော့တောင်ပေါ်သွားပြီးခူးခဲတဲ့ဝါရွက်လေးဆိုတော့လေသူကနည်းနည်းလေးတော့ခြောက်နေပြီတိလား။အကယ်၍ကောက်ငင်ငင်ကင်တဲ့အခါမှာအသုံးပြုတဲ့အရွက်ဝါရွက်ပဲဖြစ်ဖြစ်ငပြောရွက်ပဲဖြစ်ဖြစ်စိမ့်ဆူနေပူကောင်းတယ်နော်။အဲ့ဒါမှမိခင်တဲ့အခါကြလို့ရှင်သူကလေမီးလောက်မလွယ်တဲ့အတွက်ကြောင့်မို့ခင်ရတာပူပြီးတော့ကောင်းပါတယ်။ကဲဖြိုးကတော့ရှိတဲ့ဝါရွက်လေးနဲ့ပဲအခုလိုပဲအဆင်ပြေအောင်ထုတ်လိုက်ပါပြီ။ ကဲတထုတ်ပြီးတထုတ်ပြိုဒါထုတ်နေတာပေါ့နော်ပြီးရင်ဝါရွက်လေးတွေကိုပြိုကမပြတ်တော့အောင်လို့အခုလိုနှီးကြောလေးနဲ့ခြီးပြီးလိုက်ပါတယ်မခြီးခြင်းလဲရတယ်နော်ပြိုကတော့ဒါထုတ်လေးကိုလှလှလေးဖြစ်ချင်လို့ခြီးလိုက်ပါတယ် Attention ခဲ့အခုဆိုလို့ရှိရင်တော့ဖြိုးရဲ့ကောက်မြင့်ထုတ်လေးရသွားပါပြီအခုဖြိုးရတဲ့ကောက်မြင့်ထုတ်ပမာဏကဒိုကောက်မြင့်ဆန်နှစ်ဖိုးကိုပဲထုတ်ထားတာပေါ့နော်အများကြီးရတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဖြိုးကိုမီးနဲ့စခင်လို့ရပါပြီဒါမီးသွေးမီးနဲ့ကင်တာပေါ့နော်အဖြိုးရဲ့ဘွားရွက်လေးရလေးနည်းနည်း၆နေတော့ဖြိုးကိုမီးကင်တဲ့ခါမှာတတိထားပြီးတော့ကိုကင်ပေးနေရတာပေါ့နော်ဒီကနေ့အခါမှလေးဝါယာနတ်လေးရလေးတင်းပြီးတော့မှုရင်းနေရပဲဒီလား ။ကဲအခုဆိုလို့ရှိရင်တော့ဖြိုးဆက်ရှိရှိနဲ့กินတဲ့ကောက်ငင်းမီးကင်လေးရသွားပါပြီ။ကဲခုဆိုလို့ရှိရင်တော့ဖြိုးရဲ့ကောက်ငင်ငင်လေးရပြီဆိုတော့စားပါတော့မယ်။အရင်ဆုံးဖြိုးဖြီလိုက်အောင်ပါပေါ့နော်။ wire လေးတွေရာလေးဖြိုးအရင်ရက်ထရာခူးတာတော့သူက၆သွားပြီဆိုတော့လေမီးကင်တဲ့ခါမှာနည်းနည်းမီးလောင်ကုန်လဲသိလား။ခူးခူးပင်းချင်းဆိုလို့ရှိရင်တော့မီးတိတ်မလောင်ပို့ပြီးတော့လည်းလှတယ်။အာရှေပဲ။ ယ်အခုဆိုလို့ရှင်ဖြိုးခွာထားတာလေးရပြီဆိုတော့စပါတော့မယ်။ဖြိုးဖူကြီးအရင်ကျွေးမယ်နော်။စားကြပါအောင်ရှင်။အုံစီဖူးခွေးလေးနဲ့နော်။ဖြိုးတော့စားတော့မယ်။တကြားရဲချိုးရဲအုံစီရဲစိတ်တယ်ဆိုတော့စကောင်းတမျိုးလေးအနက်လေးလည်းမွှေးနေတော့ပဲ။သူကမမာလေးနဲ့လေတင်းတင်းလေးဖြစ်နေတယ်။အဲသူကတော့ကောက်မြင်မှဟိုမှလေးပြန်ပြီးတော့ ငါထုတ်ပြီးတော့ဒီဝါရွက်နဲ့မီခင်တော့လေဝါရွက်ရဲ့မီခင်ထားတဲ့အနံလေးလုံးဝမွှေးနေပဲတည်းရဒီတိုင်းပဲထုတ်ပြီးစားမယ်ဆိုတော့အနံလေးတိတ်မရဘောနော်ဟိုစားလို့တော့ကောင်းတော့ဗောဒါပေမဲ့မီးပြန့်ခင်တော့လေတော်တော်မွှေးပြီးတော့စားကောင်းတယ်တည်းလားအဲ့ဖတ်ရဲ့အနံအရန်ကြိုက်ပဲဖြစ်ွားစင်မြော်ပါရှာပါ အဖြူကကြတော့အခုရက်ပိုင်းမှာအပူတွေတအားများရောကောက်ငင်နဲ့တိတ်မတက်ဘူးဆိုတော့ဖြူတထုပ်ပဲစားပြတော့မှာပေါ့နော်။ဖြူရဲ့အိမ်အလူတွေဖြူကျွေးလိုက်ပါအောင်မယ်။ဖြူလိုပဲကောက်ငင်ကင်ကြိုက်တယ်ဆိုရင်လိုက်ပြီးတော့ထုတ်စားကြည့်ကြအောင်နော်။အရင်စားကောက်ပါလေရှင်။ကဲဖြူရဲ့ဘလော့ဒီမှာမေးလိုက်ပါတော့မယ်။နောက်ဘလော့ရကြရှင်ဖြူပါရဲ့ချက်ပြရေးဘာရဲ့စားပြအောင်မယ်လားဆက်မှကြည့်ရှုပေးကြပါအောင်ရှင်။တဒါ။